မင်္ဂလာပါရှင်ငါဖဲ့ကျော်ကိုဆိုင်နေမှာရောင်းတယ်လို့မျိုးအီအီစီစီလေးနဲ့ထုတ်ထုတ်လေးဖြစ်စေတဲ့ငါဖဲ့ကျော်နီးလေးနဲ့ချင်ငန်းဆက်ငါဖဲ့တုံနီးလေးကိုမျှဝေပေးခြင်းပါတယ်ရှင်ငါဖဲ့ချစ်25ချက်သားသုံးပါမယ်ရှင်ငါဖဲ့ချစ်သေးသေးဖို့အတွက်ကြက်သွန်ဖြူသုံးမွာလောက်ကိုညံ့နေအောင်လို့ထောင်းထားပေးပါမယ်ရှင် ငဖယ်တဲကိုထောင်းထားတဲ့ကြက်သွန်ဖြူထည့်လိုက်ပါမယ်ရှင်။အရာသာအတွက်တော့ကြက်သားမှုတ်ထည့်ပါမယ်ရှင်။စားအနှဲငယ်ထည့်ပါမယ်။ဆန်နွဲမှုတ်လေးထည့်ပါမယ်ရှင်။အနံလေးမှုန်းနေအောင်လို့ငရုတ်ကောင်းမှုတ်လေးပါထည့်ပေးပါမယ်။ငဖယ်နေတဲ့အခါမှာလက်မှာတအားကတ်တက်တဲ့အတွက်လက်ကိုစီလေးဆွပြီးတော့မှနှဲပါမယ်ရှင်။အရင်ဆုံးငဖယ်တွေနဲ့အရသာတွေနှံ့သွားအောင်နှဲပေးလိုက်ပါမယ် အခုလိုမျိုးအရသာအားလုံးနှံ့သွားပြီဆိုရင်တော့ငဖယ်လေးစီးသွားအောင်လို့အားနဲ့ပောက်ပောက်ပြီးတော့နယ်ပေးပါမယ်ရှင်။ငဖယ်ကိုစပြီးတော့ပောက်တဲ့အချိန်မှာငဖယ်သားကဖွာထွက်နေတယ်လို့ဖြစ်ပေမဲ့15ချက်အချက်20လောက်ပောက်လိုက်တဲ့အခါမှာငဖယ်ကစီစီထွေးထွေးလေးနဲ့တလုံးတထွေးလေးဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်ရှင်။ငဖေကအခုလိုမျိုးပကံမှာလဲကတ်တာမျိုးမရှိတော့ဘူးပြီးတော့လုံလုံစီစီလေးသူ့ဘာသူအထွေးလိုက်လေးဖြစ်လာပြီဆိုရင်ရပါပြီ။ ်ကိုလိုချင်တဲ့ပုံစံလေးတွေလုပ်ပါမယ်ရှင်။ကျမကတော့အပြားလေးတွေပဲလုပ်လိုက်ပါမယ်။ငါဖေကြီးအစိတ်သားကစုစုပေါင်း22လုံးရပါတယ်ရှင်။ငါဖေကျော်ဖို့အတွက်အိုးရဲကိုစီထည့်ပါမယ်ရှင်။မီးမဖွင့်သေးပါဘူးနော်။ပြီးတာနဲ့ငါဖေလေးတွေတန်းစီပြီးတော့ထည့်ပေးလိုက်ပါမယ်။ငါဖေကပွားလာအောင်မှဖြစ်လို့နေရာခက်ကြဲကြဲလေးထည့်ပေးပါမယ်ရှင်။ ငဖဲလေးတွေအားလုံးထည့်ပြီးဆိုရင်တော့မီးဖွင့်လိုက်လို့ရပါပြီ။ငဖဲကိုဂျင်းမထည့်ထားတဲ့အတွက်ညှိနှံ့တတ်အောင်လို့စီနဲ့အရင်ကြော်ပေးတာဖြစ်ပါတယ်။အောက်ဖက်လေးကအခုလိုအယောင်လေးပြောင်းပြီးတော့နည်းနည်းလေးကြက်တလို့လေးဖြစ်ပြီးဆိုတာနဲ့တစ်ဖက်ကိုလှန်ပေးလိုက်ပါမယ်ရှင်။အခုလိုမျိုးနှစ်ဖက်လုံးကိုအချိန်ခဏလောက်စီနဲ့ကြော်ပေးပြီးဆိုတာနဲ့ရေလေးအနည်းငယ်ထည့်လိုက်ပါမယ်ရှင်။ငဖဲကို ရိုးရိုးကြော်တာမဟုတ်ဘဲနဲ့အခုလိုမျိုးရေလေးနဲ့ဆီလေးပေါင်းပြီးတော့ပြုတ်ကြော်လုံလိုက်တဲ့သဘောဖြစ်ပါတယ်။ပြီးတာနဲ့ရေနဲ့ဆီနဲ့တွဲရင်တအားပေါက်တဲ့အတွက်အဖုံးလေးအုပ်ပြီးတော့ကြော်ပေးပါမယ်။ငဖဲကိုဆီနဲ့ပဲကြော်မယ်ဆိုရင်ငဖဲကျောင်းကပူနေတော့မှစားလို့ကောင်းမယ်။အေးသွားပြီဆိုရင်သူကမာကြစ်ကြစ်ကြီးဖြစ်ပြီးတော့စားလို့မကောင်းတော့ပါဘူး။ငဖဲလေးတွေပွားတက်လာပြီဆိုရင်ဟိုဘက်ဒီဘက်လှန်ပေးပါမယ်။ အခုလိုမျိုးရေလေးပါထည့်ကျော်ပေးမယ်ဆိုရင်ငဖေဟာအထဲထီလဲကြက်မယ်ငဖေသားလေးကလည်းနူးညံ့ပြီးတော့ထွေးထွေးအီအီစီစီထုတ်ထုတ်လေးနဲ့အေးသွားရင်လည်းမာမသွားပဲနဲ့အရန်စားလို့ကောင်းပါတယ်။ဆိုင်ထဲမှာဝယ်စားရတယ်လို့မျိုးငဖေကျော်အီအီလေးလိုချင်နေဆိုရင် အခုလိုမျိုးရေလေးထည့်ပြီးတော့ကျော်ပေးပါရှင်။ ရေတွေကုန်သွားပြီးတော့စီပဲကြံတဲ့အနေထားရောက်ပြီးငဖယ်လေးတွေလည်းကြက်လောက်ပြီးဆိုရင်တော့ဆဲထုတ်လိုက်ပါမယ်ရှင်အခုဆိုရင်အေးသွားရင်လည်းမမသွားတဲ့ငဖယ်ကျော် CCE လေးရသွားပါပြီရှင်ကျက်သွန်နီစီချက်ချက်ပါမယ်ရှင်ကျက်သွန်နီ၃ဥကိုခပ်ပပါလှီလာလိုက်ပါမယ် ပြီးတာနဲ့အိုးထဲကိုစီမြမြလေးထည့်ပြီးတော့စီလေးပူလာပြီဆိုတာနဲ့ကြက်သွန်နီလေးထည့်ကျော်လိုက်ပါမယ်။ကြက်သွန်နီလေးတွေနွမ်းပြီးတော့တော်တော်လေးမွေးလာပြီဆိုရင်တော့ဆက်နွှဲမုံလေးထည့်လိုက်ပါမယ်ရှင်။ကြက်သွန်နီလေးရွှေဝါရောင်လေးတန်းလာပြီဆိုရင်တော့မီးလေးပိတ်လိုက်ပြီးတော့ပကံတစ်လုံးထဲကိုလှဲထည့်ပေးလိုက်ပါမယ်ရှင်။ ငဖဲတုတ်သေးထဲ့ဖို့အသီးရွက်တွေကတော့ကိုယ်စိတ်ကြိုက်အသီးရွက်တွေတုံလို့ရပါတယ်ရှင်။ကျမကတော့ဒီမှာ gobi ထုတ်ခရမ်းချင်သည်ကြက်သွန်နီကြက်သွန်ဖြူမုံလာဥနီရှောက်ရွက်ငရုတ်သီးစိမ့်နဲ့နန်းနန်းမင်းအနှင်းငယ်တုံလာပါတယ်ရှင်။ပါဝင်တဲ့အသီးရွက်တွေအကုန်လုံးကိုခပ်ပပလေးတွေလှိတာပေးလိုက်ပါမယ်ရှင်။ ငဖဲကြော်၈ခု သုံးပါမယ်ရှင်။ဒီငဖဲကြော်လေးတွေကိုမထူမပားလေးညှက်ပေးပါမယ်။တမယိုသီးနှစ်စိတ်လောက်သုံးပါမယ်ရှင်။တမယာသီးသုံးလို့လည်းရပါတယ်။ပြင်နာရတဲ့အကုံလုံးကိုနယ်မဲ့စလုံးကြီးကြီးတစ်ခုတည်းကိုထည့်ပါမယ်ရှင်။ အရသာအတွက်တော့ကြက်သားမုံအနေငယ်ထဲပါမယ်ရှင်။ငမရည်ထည့်လိုက်ပါမယ်ရှင်။ကြက်သွန်နီစီကြက်ထဲကကြက်သွန်ကြောမြမြလေးထည့်ပေးပါမယ်။ပြီးရင်ကြက်သွန်နီစီကြက်ရဲ့စီလေးဆန်းထည့်ပါမယ်ရှင်။တမျိုးသီးနှစ်စိတ်လုံးညှက်ထည့်လိုက်ပါမယ်။ ပြီးတာနဲ့အရာသားတွေနှံ့သွားလို့တေချာလေးနေပေးလိုက်ပါမယ်ရှင်။ကျမတော့ငရုတ်သီးစိမ့်လေးထည့်ထားတာဖြစ်တဲ့အတွက်ငရုတ်သီးမှုန့်မထည့်တော့ပါဘူးရှင်။ကိုကပဲမှုန့်ကြိုက်တယ်ဆိုရင်ပဲမှုန့်အကျက်မှုန့်လေးပါထည့်ပြီးတော့တုပ်လို့ရပါတယ်။သမယာသီးနှံ့လေးနဲ့ရှောက်ရွံ့နှံ့လေးနဲ့တင်ကိုအခုတင်တအားအောင်မှွေနေပါပြီရှင် အရသာလေးမြည်ကြည့်ပြီးတော့စိတ်ကြိုက်ဖြစ်ပြီးဆိုရင်တော့ပွဲပြင်မဲ့ပကံလေးတွေထည့်လိုက်လို့ရပါပြီရှင်။အယောင်သွေးဆုံဆုံလင်းလင်းလေးနဲ့စားကျင်စရာအရန်ကောင်းတဲ့ငဖေတုပ်လေးရသွားပါပြီရှင်။ငဖေသားလေးဟာစီစီအီအီလေးနဲ့စားလိုက်ပြီးဆိုရင်လည်းထုတ်ထုတ်လေးနဲ့အရန်စားလို့ကောင်းပါတယ်။အသီးရွက်တည်းရဲ့အရသာရဲ့ချင်ကန်ဆက်အရသာလေးရဲ့ဆိုတော့အရန်ကို ထမင်းမိန်စေတဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ရှင်။ စီပြန်ဟင်းနေမစားကျင်တဲ့အခါမျိုးဂရင်းပြက်နေတဲ့အခါမျိုးဆိုရင် အခုလိုမျိုးအယံကိုထမင်းစားလို့မိန်စေတဲ့ချင်ငန်းဆက်ငဖယ်တုပ်လေးတုပ်စားကြည့်ပါရှင်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်ဝေးကြပါစေရှင်